အားလုံးပဲမင်္ဂလာပါ။ကျမ်းမာတူတန် YouTube Channel ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့ကြောက်ကပ်မှာအဖြစ်များတဲ့ယောဂတွေအကြောင်းနဲ့ကြောက်ကပ်ယောဂမဖြစ်အောင်ဘယ်လိုမျိုးပြုမှုနေထိုင်သင့်လဲဆိုတာတွေကိုပြောပြပေးသွားမှာပါ။ကြောက်ကပ်ဆိုတာခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးကြီးတဲ့အင်္ဂါရပ်တစ်ခုပါ။ခန္ဓာကိုယ်ကအညစ်အကြေးတွေကိုဆွန့်ထုတ်ပေးတာအပြင်သွေးနေဦးထုတ်လုပ်တာ၊ဗီတာမင် D ထုတ်လုပ်တာ၊သွေးဖိအားကိုထိန်းချုပ်တဲ့ဟော်မုန်းတွေထုတ်တာကိုကြောက်ကပ်ကနေပြီးတော့လှုပ်ဆောင်ပေးပါတယ်။ ကြောက်ကပ်ပျက်စီးသွားရင်အညစ်အကြေးတွေမစွန့်ထုတ်နိုင်ုံသာမကပဲအသက်ဆုံးရှုံးနိုင်တဲ့အထိနောက်ဆက်တွဲကျန်းမာရေးပြဿနာတွေအများကြီးဖြစ်လာနိုင်ပါတယ်။ဒါကြောင့်မို့ကြောက်ကပ်လေးကိုယောဂကင်းပြီး ကျန်းမာနေစေဖို့အတွက် အရေးကြီးပါတယ်။မပေါ်စားတဲ့ကြောက်ကပ်မှာအဖြစ်များဆုံးယောဂတွေအကြောင်းကိုအရင်ပြောပြပေးပါမယ်။ဒီယောဂတွေအကြောင်းကိုမပြောခင် channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပြီးသွားကြဖို့အတွက်တောင်းဆိုချင်ပါတယ်။နာသာရှိကြောက်ကဲ့ယောဂ နာသာရှိကြောက်ကဲ့ယောဂါကကြောက်ကဲ့ယောဂါ၏ထဲမှာအဖြစ်များဆုံးပါတွေးတိုးတာကြောင့်ဖြစ်တာများပါတယ်တွေးတိုးတဲ့အခါကြောက်ကဲ့ထဲကတွေးကြောလေးတွေဖိအားများပြီးကြောက်ကဲ့ကပုံမှန်အတိုင်းအလုံးမလုံးနိုင်တော့ပဲပျက်စီးသွားပါတယ်ကြောက်ကဲ့ကပြန်မကောင်းနိုင်တော့အောင်ပျက်စီးသွားပြီဆိုရင်တော့ကြောက်ကဲ့စီရပါတယ်ဒါပေမဲ့ကြောက်ကဲ့စီတာကကြောက်ကဲ့ရဲ့အလုပ်ကိုကိုယ်လုပ်ပေးနေတာပဲဖြစ်ပြီးပျက်စီးနေတဲ့ကြောက်ကဲ့ကိုပြုပြင်ပေးနေတာမဟုတ်ပါဘူး ကြောက်ကက်စေရတဲ့အဆင့်ထက်ကိုပို့ပြီးလိုအပ်လာမယ်ဆိုရင်တော့ကြောက်ကက်အစားထိုးတဲ့အဆင့်ထိသွားရနိုင်ပါတယ်။နောက်ထပ်နာတာရှိကြောက်ကက်ယောဂကိုဖြစ်စေတဲ့အချက်တစ်ချက်ကတော့စီးချိုယောဂပဲဖြစ်ပါတယ်။သွေးထဲမှာတခြားဓာတ်တွေများလာနေမြစီးထဲမှာပါတခြားဓာတ်တွေများလာပြီးကြောက်ကက်သွေးကြောတွေပါပျက်စီးလာပါတယ်။ဒီလိုနဲ့ကြောက်ကက်ကသူ့အလုပ်ဖြစ်တဲ့အညစ်အကြေးတွေတန်ဆင်တာကိုတေချာမလုပ်နိုင်ပဲကိုယ်ထဲမှာအစိတ်အတော့တွေစူးစီးလာရကနေ့ နာတာရှည်ကြောက်ကဲ့ယောဂကိုဖြစ်လာစေပါတယ်။ကြောက်ကဲ့မှာစီကြောက်တဲ့ခြင်းစီကြောက်တဲ့ရတဲ့အကြောင်းရင်းကတော့တွေးထဲမှာရှိတဲ့တထုတက်တွေစီထဲမှာအနေနဲ့ကြပြီးကြောက်ဖြစ်လာလို့ပါ။ဒီလိုကြောက်တဲ့လာရကနေကြောက်ဆလေးတွေစီပုတ်ပြွန်တချောင်းဆင်းလာတဲ့အခါပြင်းထန်တဲ့နာကျင်မှုကိုခံစားရပါတယ်။ကြောက်ကဲ့ရောင်ခြင်းအတိအကျပြောရရင်တော့ကြောက်ကတ်ထဲကအညစ်အကြေးတွေကိုစစ်ပေးတဲ့နေရာလေးတွေရောင်းတာပါ။ယောဂပိုးတွေ၊ဈေးဝါးတွေ မွေးရပါယောဂါတွေကြောင့်ဖြစ်တတ်ပါတယ်။များသောအားဖြင့်သူ့အလိုလိုကောင်းသွားပေမဲ့ခဏခဏဖြစ်နေမယ်ဆိုရင်ကုသမှုခံယူရမှာပါ။ချောက်ကပ်အရေးအိတ်တဲ့ခြင်း polycystic kidney disease လို့ခေါ်ပြီးကြောက်ကတ်ထဲမှာအရေးအိတ်တွေတည်နေတာမျိုးပါမျိုးရိုးပီဇာယောဂဖြစ်ပါတယ်။တာမန်အရေးအိတ်လေးတစ်လုံးနှလုံးတည်ရတယ်မတူပါဘူး။ဒီအရေးအိတ်တွေကြောင့်ကြောက်ကတ်ရဲ့လုပ်ငန်းဆောင်တာတွေကို ထိခိုက်နိုင်ပြီးကြောက်ကတ်ပျက်စီးတဲ့အထိကို ဖြစ်သွားနိုင်ပါတယ်။ကြောက်ကတ်ပြီးတည်ခြင်း ကျောက်ကပ်ပြီးတဲတာကစီလံချောင်းပိုးဝင်ရာကနေအဖြစ်များပါတယ်။အထူးသဖြင့်စီလံချောင်းနဲ့စီရင်မှာ များသောအားဖြင့်တော့အလွဲတကူကုသလို့ရပါတယ်။ခဏခဏဖြစ်မယ်တေချာကုသမှုလည်းမရှိဘူးဆိုရင်တော့ကျောက်ကပ်အထည်ပိုးတွေပြန်ပြီးကျောက်ကပ်ပြီးတဲတတ်ပါတယ်။ကျောက်ကပ်ယောဂခံစားရတဲ့အခါဘာလက္ခဏာတွေပြလေရှိလဲ။ကျောက်ကပ်ယောဂတွေကအများအားဖြင့်လက္ခဏာမပြတာများပါတယ်။လက္ခဏာပြတဲ့အခါမှလည်းယောဂါကရင့်နေပါပြီ။ အခုပြောပြမယ့်လက္ခဏာတွေကိုမကြမကြာခန်းစားနေရရင်တော့သတိထားသင့်ပါတယ်။နှုံးတာအာယုံဆူးဆိုင်လို့မရတာအိတ်မပြောတာအစာတောက်ပြက်တာကြွက်တက်တာခြေထောက်နဲ့ခြေချင်းဝတ်တွေဖောတာမနက်အိပ်ရာနုံနုံချင်းမှာမျက်နှာတွေဖောအင်းနေတာအသားရည်တွေခြောက်ပြီးမဲလာတာစီးခဏခဏသွားရတာအထူးသဖြင့်ညဘက်တွေမှာစီးခဏခဏသွားရတာအခုပြောပြတဲ့အခြေအနေတွေထက်ပိုဆိုးလာလို့ ကြောက်ကပြက်တဲ့အဆင့်ထိရောက်လာပြီဆိုရင်တော့ဈေးသွားတာပုံမှန်မဟုတ်တာပုံမှန်ထက်များတာနှဲတာသွေးအားနှဲတာသွေးတိုးထင်းရခတ်လာတာပိုဖောလာတာသွေးတွင်းပိုတက်ဆီယမ်တက်လာတာအဆရှိတဲ့လက္ခဏာတွေဖြစ်နိုင်ပါတယ်ဒါဆိုရင်တော့လုံးဝမပေါ်ဆသင့်မဲဈေးကူးသမှုကိုအမြန်ဆုံးခံယူပါကြောက်ကရောဂါကိုဘယ်လိုကူတာနိုင်သလဲ ကြောက်ကက်ယောဂကိုကုသတဲ့နီးလန်းကလည်းယောဂအခြေအနေနဲ့လူနာအခြေအနေပေါ်မှာမူတည်ပါတယ်။ဇေဝရီခွဲစိတ်ကုသနီးလန်းနေနဲ့အများဆုံးကုသပါတယ်။ကြောက်ကက်က ကုလို့မရအောင်ပျက်စီးနေပြီဆိုရင်တော့ကြောက်ကက်စေးတာကြောက်ကက်အစားထိုးတာတွေလုပ်ရနိုင်ပါတယ်။ကြောက်ကက်ယောဂမဖြစ်အောင်ဘလို့နေထိုင်စားတော့ကြမလဲ။ရေများများတောက်ပါ။စီးချူသွေးသွူးစတဲ့ယောဂခန်းတွေရှိရင်တေချာကုသထိန်သိမ်းပါ။အငံတွေကိုလျှော့စားပါ။ ဆေးလိပ်ဖြတ်ပါ အကိုက်ခဲပြောက်စီတွေကိုဆရာဝန်ညွှန်ကြားချက်မပါဘဲကိုယ်တဘောနဲ့ကိုမတော့ပါနဲ့ကြောက်ကက်ကနှလုံးရှိတယ်ဖြစ်စည်းသွားရင်တော့စားထိုးလို့ရတယ်ကြောက်ကက်တလုံးနဲ့နဲ့လဲအသက်ရှင်နိုင်တယ်လို့ပြောကြပေမဲ့တကယ်တမ်းလက်တွေ့မှာတော့ကြောက်ကက်ယောဂဖြစ်လာပြီဆိုရင်ဝေဒနာတွေအများကြီးခံစားရပါတယ်ပြီးတော့ငွေကုန်ကြေးကျလည်းအရင်များပါတယ်ကြောက်ကက်မကောင်းရင်နောက်ဆက်တွဲအနေနဲ့ကိုရင်းအင်္ဂါစိတ်ပိုင်းတွေကိုပါထိခိုက်နိုင်တာကြောင့် ကိုယ့်ရဲ့ကြောက်ကပ်လေးကိုကောင်းကောင်းမွန်မွန်ဂရုတစိုက်ထိန်းသိမ်းဆောင်ရှောက်ဖို့အကြံပြုချင်ပါတယ်။ဒါဆိုရင်တော့ကြောက်ကပ်မှာအဖြစ်များတဲ့ယောဂါတွေအပြင်ကြောက်ကပ်ယောဂါမှာဖြစ်အောင်နေထိုင်လို့ရတဲ့နည်းလမ်းတွေကိုအနည်းငယ်သိရှိသွားလောက်ပြီလို့ထင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိ ကြည့်ရှုပေးတဲ့သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြတာပေါ့နော်။အားလုံးပဲကျမ်းမာပျော်ရွှင်သောဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။